တောင်မြို့တဲကိုသွားมาပဲဖြစ်ပါတယ်ဗျအခုသွားနေတဲ့လမ်းတောက်ရှောင်းမှာ သူတို့တွေပွဲတွေလုံနေတော့လမ်းကနည်းနည်းလေးတော့မဆူတလောက်ကြီးကျက်ပါတယ်ဗျအခုတရုတ်ပွဲတော်လိုမျိုးပုံစံမျိုးပေါ့နော်သူတို့လမ်းတောက်ရှောင်းကိုပတ်ပြီးတော့သွားနေတာဆိုတော့လမ်းကတော့တစ်ဖက်တည်းပဲသွားလို့ရပါတယ်ဗျဆိုတော့ကျွန်တော်နဲ့အတူတူဒီဦးတောင်ဘတ်ချန်ကိုလိုက်ခဲ့ကြပါဦး အခုပွဲတော်ကဒီဘာပွဲတော်လဲဆိုတော့လေတိရလူတွေရှိရင်ဒီ comment မှာပြောပြပေးခဲ့လို့ရပါတယ်ဗျရတော့အချင်းကြီးရနေရာတွေကတခုပေါ့နော်ဒီမှာလူတွေတော်တော်များများတပ်ပုံရိုက်ကြပါတယ် ဒီအိုးတောင်းမှာကအထူးကအထင်ကြီးရနေရတဲ့ဒီလိုမျိုးဟိုလမ်းစုံလမ်းကွာတွေမှာအဆောက်အဦအကြီးတွေတိဆောက်ထားပဲဖြစ်ပါလေဗျဒီအဆောက်အဦတွေရဲ့တက်တန်းကအ ਨੇ ဆုံးမရှိဘူးဆိုရင်1800နဲ့1900ဝန်းကျင်လောက်မှာတိဆောက်ထားတာပဲဖြစ်ပါလေဆိုတော့ဒီအဆောက်အဦတွေကတတော်လေးကိုလည်းတက်တန်းအကြိုင်ပေါ့နော်အဲ့ဒါအောင်မှသူတို့တွေပြန်ပြီးတော့မုံမှန်ပြီးတိဆောက်ထားတာပဲဖြစ်ပါလေနောက်တစ်ခုထူးခြားတာကအဆောက်အဦပုံစံတွေကဒီ ဟိုဥရောပစတိုင်ပေါ့နော်ယူရိုစတိုင်မျိုးတွေကိုတိဆောက်ထားရပဲဖြစ်ပါတယ်ဗျ။ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကဒီဟိုပေါ့နော်ဖူခတ်ဒီအိုတောင်းမှာအထင်ကြီးတဲ့နေရာတွေကတခုကိုကျွန်တော်ရောက်ရှိနေရပဲဖြစ်ပါတယ်ဗျ။အခုကနေကနည်းနည်းလေးပူလာတော့လာရိုက်တဲ့လူတွေကနည်းနည်းလေးရှားနေတာပေါ့နော်။ပြီးသွားရင် ကျွန်တော်တို့ဒီနိုင်စင်ဘက်ကိုတစ်ချက်သွားကြည့်มาပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူ ိုက်ခဲ့ပါအောင်အားလုံး peace ဟိုကဒီတက်တက်သွားပြီးတော့ညာဘက်ကိုချိုးရမှာဒီဘက်ချမ်းဒီမှာလဲဒီပကြီဆွဲထားတဲ့လမ်းနေပြီးတော့ရှောက်ပေါ့နော်ဒီနေရာကလဲ main street လို့ပြောလို့ရတယ်ဗျ။ကျွန်တော်ရောက်ရှိနေတဲ့နေရာကဒီ main street ပေါ့နော်အဲ့နေရာရောက်နေဖြစ်ပါတယ်သူတို့ဒီမှာထူးကြတာအလိုမျိုးလမ်းစုံလမ်းကွာအိမ်လေးတွေမှာ ကလုံဟိုကလာရောင်စုံလေးတွေပေါ့အဲ့လိုလေးတွေခြေပြီးတော့

တရားတော့နိုင်စင်သွားတဲ့လမ်းမှာတွေ့ရတဲ့ဟွာအဲ့ကြည်ကုန်းလားကြည်ကုန်းလိုမျိုးပုံစံမျိုးပေါ့နော်ဒါပေမဲ့ဘယ်သူလဲတော့အတိအကျတော့မသိဘူးဟိုနိုင်စင်နာကိုရောက်ဖို့တဖြည်းဖြည်းနဲ့တော့နီးလာပြီပေါ့နော် ဒီနိုင်စင်ပေါ့နော်ခုခက်ရဲ့ခုခက်ရောက်ရင်ဓာတ်ပုံနေအများဆုံးလာရိုက်ကြတဲ့နေရာတစ်ခုပါအခုကတော့နေပုံနေတော့ရိုက်တဲ့လူတွေတော့တိတ်မရှိဘူးညဘက်မှာသူတို့ကဒီမီးဘုံတွေပါကြီးထုံးပါဘောနော်ခုကျွန်တော်တို့ဒီနိုင်စင်ကိုလေရောက်ပြီးသွားပြီဆိုတော့ဒီဦးတောင်းမှာ ဒီအထင်ကြီးရနေရာတစ်ခုဖြစ်တဲ့ဒီထလန်ရုပ်ပေါ့နော်အဲ့ဒီလမ်းကိုသွားပါမယ်ဗျာအခုကျွန်တော်ရောက်လာတဲ့အချိန်ကဟောပါဟောပေါ့နော်တရုတ်နှစ်သက်ကူးလုံးပြောလာမသိဘူးအဲ့လိုမျိုးလုံနေတဲ့အချိန်နဲ့လာတိုးတာဗျအရှိမသူတို့ဒီတရုတ်ပွဲတော်တွေလုံနေတာရှိပါတယ် အခုလိုအလုံးရှောင်းဆောင်အိမ်လေးတွေပေါ့နော်ဒါတော့ဒီဟိုထောင်ရဲ့ signature လို့ပဲပြောပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ဒီဖူခတ်အိုးထောင်းပေါ့နော်အိုးထောင်းလို့ခေါ်တဲ့လမ်းထဲကိုရောက်နေဖြစ်ပါတယ်ဒီမှာကဘာတွေထင်ရှားလဲဆိုရင်အဲ့လိုမျိုးအိမ်ကလာရောင်စုံလေးတွေနဲ့လမ်းကြားလေးပေါ့နော် အဲ့လိုမျိုးဒီဇိုင်းလေးကိုသူတွေလာပြီးတော့ဓာတ်ပုံရိုက်ကြတာတွေလည်းရှိပါတယ်ဗျဆိုတော့အထဲတဲ့ကိုဝင်ကြည့်ပါမယ်အခုမြင်တွေ့ရတဲ့နေရာကလေဒီဖုခတ်ရောင်းရင်နမဲကြီးဓပုံရိုက်ကြတဲ့နေရာတွေတဲကတစ်ခုပဲဖြစ်ပါတယ်ဗျဆိုတော့ဖုခတ်ရောင်းရင်ဒီနေရာမှာလည်းဓပုံရိုက်ဖို့မမိကြပါနဲ့နော် ကဲအခုကတော့ကျွန်တော်တို့ဒီနေ့လယ်စာစားဖို့ဆိုပြီးတော့မြို့ထဲတောက်လျှောက်လိုက်ရှာတာဆိုင်တွေကတိတ်တော့မတွေ့ဘူးတွေ့တဲ့ဆိုင်ကိုဝင်ကြည့်လိုက်တော့ဒီဟောပေါ့နော်တဲအိမ်လိုမျိုးဆိုင်လေးဆိုတော့အဲ့ဒီအထဲသေးကိုတစ်ချက်သွားကြည့်ကြည့်ပါမယ်သူကဒီဝင်ကြီးတော့ပေးရတယ်တယောက်ကို150အဲ့လိုလိုရှိပါတယ် 少，啊，好多啊，这个问题是了，啊不，这几个。สวัสดีครับผม တော့ဒီဇိုင်းကဒီလိုမျိုးလောက်ထားတာဆိုးတော့မဆိုးဘူးတဲအိမ်ထဲမှာနေလေစားစားမှာဖြစ်ပါတယ်ဟဲ့အခုကတော့အထဲထဲမှာလဲစားလို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့တခြားနေရာတွေကိုဆက်သွားကြည့်ပါမယ်။ရောက်ရင်ဒီနေရာလေးကိုလာကြည့်ပါ။သူကမစိုးတန်နေဗျ။ တကက်ကတော့ဘတ်150ပေးရတယ်အဲ့ဒီ150ကိုအထဲထဲမှာဘယ်လိုမျိုးတစ်ခုခုစားတော့ရင်အဲ့ဒီတကက်နဲ့ပြန်ပြီးတော့ refund ပြန်လုပ်လို့ရတယ်ဗောနော် okay ပါကျွန်တော်ရေဒီဖူခတ်အိုတောင် vlog ကတော့ဒီမှာတင် ပြီးဗောနော် နောက်နေ့ဒီကြရင်ကျွန်တော်ဒီပတောင်ဘက်ကိုသွားပြီးတော့ဒီကန်းကြီးရှိတဲ့နေရာတွေကိုဆက်သွားမှာပဲဖြစ်ပါတယ်ဗျဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ဗီဒီယိုကိုကြိုက်နှစ်တိုင်းရင် like and subscribe လုပ်ပေးခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်ဗျဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲ see you ပါ thank you